နည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင်လွှမ်းမပါစေ။2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ သားသမီးအောက်လက်ငယ်သားတဦးတည်းတယောက်အတွက်တွေကို စိတ်သောကတွေနဲ့ကြုံရတတ်တယ်အလုံးနေရာတိုင်းကင်းများနဲ့ပတ်သက်ပြီးသွားရင်လည်းကောင်းတဲ့ကောင်းသော အပြောင်းလဲတွေနဲ့ကြုံရတတ်တယ်အချီးရင်းမှာလည်းဝေးလေကောင်းလေဖြစ်နေတတ်တယ်ကျမရင်းမှာခြေထောက်မှာဒီကတန်ရရတတ်တယ်တတိထားနော်အကျိုးပေးတဲ့ကနန်းကတော့သုံးတယ်ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာ အပြာရောင်နဲ့နက်ပြာရောင်ပဲဖြစ်ပါတယ်။ရလျာအနေနဲ့မိမိအိမ်ရှိပြားမှာပဲမုတ်၃ခုကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှ ထင်းငော့ကြန့်ကြာနေတဲ့အစ္စတွေကပြည်လည်ပြီးတော့ကောင်းတဲ့အပြောင်းအလဲတွေနဲ့ကြုံရတတ်တဲ့လက်လွန်နေတဲ့ငွေကြီးတွေလည်းဒီနေ့မှ မမျော်လင့်ဘဲနဲ့ပြောင်းဝင်လာတတ်တဲ့အချိန်ရေးမှာတာရတယ်နော်ကျမရဲ့အနေနဲ့ကိုလည်းရရင်တဲ့ဝေဒနာမျိုးတွေရင်ပတ်အောင်တဲ့ဝေဒနာမျိုးတွေဒီနေ့မှခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအစိမ်းအောင်နဲ့အစိမ်းရည်ရင်အရာမဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအိမ်ရှိဖျားမှာလက်ဖက်ရည်ကက်လူပေးရမှာဖြစ်ပါတယ်ရှင် ခொနည်းရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နဝင်ဘာလ28ရက်နေ့ အင်္ဂါသာသမီများအတွက် တနေ့တာဟော့စတန်ဖြစ်ပါတယ်အင်္ဂါသာသမီများအတွက်ဒီနေ့မှာရွေထားသမျှစိတ်ကူးထားသမျှအရာရာတွေကအဆဆအေရာဒီနေ့မှာအဆင်ပြေအောင်မြင်မယ်နော်ဆွေမျိုးသားချင်းတွေရှိက နေပြီးတော့လဲဝမ်းသာစရာတင်းကောင်းကြီးခြားရတတ်တယ်အိမ်မကက်ချင်တာအလုပ်ပြောင်းချင်တာမျိုးတွေဒီနေ့မှာဖြစ်နေတတ်တယ် အချီရင်းမှာလည်းအတင်းမြင်တွဲစရာများနဲ့ဂျုံပြရတတ်တဲ့ကျမ်းမာရေးအနေနဲ့ကိုလက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာပေါင်မုတ်ထောဘတ်တို့ကလူပေးရမှာဖြစ်ပါရဲ့ရှင်ကိုနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ဣဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းပါစေ2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ဗုဒ္ဓဘူးသားသမီးများအတွက် တနေ့တောင်ဟော့စတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာရက်ဆိုင်ထားတဲ့လုပ်ငန်းတွေက ပြန်လည်ဆက်တင်ရတတ်တယ်အလုပ်ထဲမှာလည်းအစအစအရရအစဉ်ပြေ အောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေလည်းဒီနေ့မှရရဲသာလှုပ်ဆောင်ပါအဆင်ပြေအောင်မြင်မယ်နော်ချစ်သူစီကနေပြီးတော့လည်းမမျော်လင့်ပဲနဲ့လက်ဆောင်ရတတ်တဲ့ဂျမားရဲ့အနေနဲ့ခြေတော့တစ်ဖက်မှာနာကျင်ခိုက်ခဲနေတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှင်းနဲ့ရှေ့ဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်မှခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာလိမ္မော်ရည်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှမ်းပါစေ။ 2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ဂျာသာပရိသသမီးများတို့ကတနေ့တာဟော့စတန်ဖြစ်ပါတယ်ဂျာသာပရိသသမီးများတို့ဒီနေ့မှာ ူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်မြည်သည့်အရာကိုမှဒီနေ့မှခေါင်းခံပေးတာမျိုးအမခံတာမျိုးလားအမခံပေးတာမျိုးတွေမလုံနဲ့เนาะအလုပ်ထဲမှာလည်းစိတ်ညစ်ဆရာဆေရှုပ်ဆရာများနဲ့ကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့ခေါင်းမူတဲ့ခေါင်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေရေးမှာလည်း အထင်အမြင်လွဲစရာများနဲ့ဂျုံပြရတဲ့တင်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာ အစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရှရိယာအနေနဲ့မိမိအိမ်ရှိပြားမှာပေါင်မုတ်၅ချက် ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေက မှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ အဆက်ရှိရနေတောက်ကြတာသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တောက်ကြတာသမီးများအတွက်ဒီနေ့မှကြံပန်ပြီးတော့ဒီနေ့အတွက်ငွေကုန်ကြေးကျတွေငွေရေးကြေးတွေကဈေးဆက်တလို့မျိုးငွေကုန်ကြေးကျတာအားများနေတဲ့အလုပ်ထဲမှာလည်းအတိုက်အခံအတိုက်အခိုက် အနောက်အရှက်တွေဒီနေ့အတွက်တအားများနေတဲ့တင်အိမ်နှင်းရေးမှာလည်းအဆင်မပြေဘူးဖြစ်နေတာတွေမတာမရာတွေဖြစ်နေတာမျိုးတွေဖြစ်တဲ့တင်ဂျမ်းမာရေးအနေနဲ့လည်းဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တင်ချစ်သူစီကနေပြီးတော့ပတင်းကောင်းကြရတဲ့တင်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိ အရှိဘုရားမှာလိမ်မော်ရေကလူပေးရမှာ ဖြစ်ပါရဲ့ရှင်။ကိုနေရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှကိုယ့်ရဲ့အပေါ်မှာမလိုတဲ့သူတွေရန်လိုတဲ့သူတွေနှောက်ယှက်ခြင်းနဲ့သူများနဲ့ဒီနေ့မှတွေ့ရတဲ့တဲ့နေရင်ထိုင်ရင်လေကိုကစိတ်အလိုမကျတာစိတ်မကြည်တာအပြောမအဆိုမဆုံးဖြတ်ချက် အမားတွေလည်းဒီနေ့မှာ6မီတာတဲကျမ်းမာရေးအနေနဲ့တတိထားနော်ခြေောက်မှာထိခိုက်တန်ရရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့နှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအဖြူရောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအိမ်ရှိဖျားမှာကော်ဖီနှစ်ခွက်ကလူပေးရမှာဖြစ်ပါတယ်ရှင်